2025ခုနှစ်အောက်တိုဘာလ30ရက်ဂျာပရီမင်းနဲ့စောစောနှုတ်ကွရညီဖျားခင်နဲ့တယောက်တိုင်းကျွန်တော်တင်ပြခန်းစားပြီးတိရိတာကလာသွားလာခြင်းလည်းမဲ့ခွင့်ရတဲ့ပြစင်ပြေဖျားရှင်နမပုံကြည်ပါစီတော့ကလာရှင်ရှိဦးစွာရွေးတော်မဆိုရင်နှစ်ဆနေပြီးဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီတက်ရှင်ခဲ့ရပေါင်းက3ရက်နဲ့3ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ကုန်ခဲ့တဲ့3ရက်ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်စစ်ပြီးစဉ်းစားဆင်ခြင်နှုံသွင်းကြအောင်။ကျရှိသေးတာကတော့မနက်ဖြန်နေစပြီးနှစ်ကုန်ထိပ် 62ရက်ပဲကျန်ပါတော့တယ်။ကျန်ရှိသေးတဲ့62ရက်ကိုလည်းကာလချွန်အကောင်းဆုံးရွေးတော့ပြီးသွားလာခြင်းလည်းဘုလုံးကရှေးစွာတိုက်တွန်းနှုတ်ဆော်ပြစေ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကချေပြီးမှကျမ်းစာကတော့ရှင်လုကာခရစ်ဝင်ခန်းကြီး23အပိုက်ငယ်7ဖြစ်ပါတယ်။ထိုနေ့၌ပိလမင်းနှင့်ဟေရိုမင်းတို့သည်အချင်းချင်းအဆွေဖွဲ့ကြ၏။အထက်ကရံပက်ဖြစ်ကြသည်။ နှုတ်တော်သည်အသက်ရှင်တော်ဆိုတော့ဖြစ်တိုင်းကြောက်တိုင်းမှာဘုရားသခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစီတော်အာမင်အရှင်ရှုဖျားကိုယူဒပြုံမင်းပေါ့လေဒါမှမြန်မာလိုမဟုတ်ညွန့်ဝင်လို့ဘာသာပြန်ထားတယ်ပိလက်ကစစ်ဆေးပါတယ်ဂါလိလဲပြည်သားနာဆွေမျိုးကလို့ကြီးပြင်းတဲ့နေရာကိုပြောတာပါတိတဲ့ခါအဲ့ချိန်မှာယေရုရှလင်မြို့ရောက်နေတဲ့ခုနဂါလိလဲပြည်ရဲ့ဂါဗနာပေါ့လေ ဘယ်လိုလဲဆိုရင်ခုနကကျန်းသာလာတဲ့ဟီးရိုးကိုဟီးရိုးထောင်ပို့စီပါတယ်။ကျန်းသာဘလို့မတန်းတင်တာဆိုရင်အတိတ်ကာလတော့ကတော့ဒီပိလက်နဲ့ဟီးရိုးကရံပက်တီလို့ပြောပါတယ်။အရင်တော့ရံပက်တီရံဖြစ်နေတာရံသူပေါ့ဗျာ။ဒါပေမဲ့အခုကျတော့အဆွေဖွဲ့သွားပြီ။မိတ်ဆွေတွေဖြစ်သွားပြီ။ဘုရားကြောင့်လေမကြခင်နိုင်ပိုင်းတွင်မှာကားရီပေါ်မှာရိုက်သက်ပြီး တို့ကလည်းအပြစ်ကိုခံယူမဲ့အရှင်ရှုဖျားအတွက်ကြောင့်ပဲဖြစ်ပါတယ်။အရှင်ရှုဖျားကလည်းမရေးသက်ဖို့တွေ့အရှင်ရှုဖျားရဲ့အမှုရာအတွက်ကြောင့်အတိတ်ကလာရံပက်ဖြစ်ခဲ့တဲ့ပီလတ်ဟလာဟီရိုအခုစမိတ်ဆွေတွေဖြစ်သွားပြီ။ကောင်းကျိုးချမ်းသာတခုတော့တွေ့ရတယ်။အဲ့ဒါပါလဲဆိုရင်ရံမဖြစ်တော့ဘဲနဲ့မိတ်ဆွေတွေဖြစ်သွားတာ။ဒါပေမဲ့ဝမ်းနဲ့ဆရာကောင်းတာသူတို့နှစ်ယောက်လုံးကဒီရှင်မင်းနှစ်ယောက်လုံးက ဒီပြုံမီးနှစ်အောင်လုံးကခရစ်တော်ဖျားမှုရကယ်တင်ပိုင်းရှိဖြစ်နေတိကျွမ်းနေဆိုတာကျမ်းစာမှတ်တမ်းမှာမတွေ့ခဲ့ရဘူး။ဒါဒီနေ့ဂါရီမော်တေခံခြင်းအဖြစ်လဲအေဖရော့စာခန်းကြီးနှစ်မှာ အပိုင်ငယ်၁၄ရနေပြီးတော့အပိုင်ငယ်၁၆ကြာကြည့်ရင်လူမျိုးစုနှစ်စုရှိတယ်ပြောပါရင်ပရမလူမျိုးစုတော့ဂျူးပေါ့လေယူဒာလူမျိုးတွေနဲ့နောက်တစ်ခုကတော့နန်ဂျူးစ်လို့ခေါ်တဲ့ယူဒာမျိုးမဟုတ်တဲ့လူတပါးမျိုးသားလို့ကျွန်တော်ကျမ်းစာပြောရင် ဘဂရိမောတိခံခြင်းအပြင်အဲ့လူစုနှစ်စုကိုတဲ့ဖျားခင်ကတုံးပွားရဲဖြစ်စီပြီးเนาะအဲ့လူစုနှစ်စုရဲ့ရံကိုတတ်ဖြတ်တယ်เนาะတတ်ဖြတ်ပြီးရံဖြစ်တဲ့ຢာတဲ့အလုံးဖယ်ရှားပြီးတခါလာလူမျိုးစုနှစ်စုကိုတစုတဲ့အနေနဲ့အသင်းတော်မှာပေါင်ခွင့်ပေးထားတယ်ထိုရှင်နာမပုံကြွသည်ဒါလဲမိတ်ဆွေဖြစ်ရခြင်းအခွင့်ပဲဖြစ်ပါတယ်အတိတ်ကလာတော့ရံဘက်တီပေါ့လေမတည့်ဘူးပေါ့ ခုနပီလတ်နဲ့ဟောဟေရုလိုပဲဖြစ်ပါတယ်ဂျူးတွေနဲ့တပါမျိုးသားအဲ့လိုပဲဖြစ်ပါတယ်ဒါပေမဲ့ရှင်ရှုပြခရိုင်မှာတည်ခံခြင်းအဖြစ်မိတ်ဆွေတွေတစုတစည်းတဲ့အနေနဲ့ church ခရစ်တော်ခန္ဓာကိုယ်ဒီဟုသော အသင်းတော်မှာပေါင်ခွင့်ရတယ်ပြောက်ကြည့်ပါတယ်ကောင်းကြည့်လဲလို့စဉ်းစားဖြစ်ပါတယ်ဆိုတော့ဒီနေ့ယုံကြည်သူတွေဟာရန်ဖြစ်เสียကြောင်းမရှိတော့နားရှိတော်သူတွေကကြားပါစေရန်ဖြစ်เสียကြောင်းမရှိတော့ဘောလို့လေကားရင်အဖြစ် အားလုံးကမိတ်ဆွေတွေဖြစ်ကုန်ပြီအဆွေခင်မွန်းတွေဖြစ်ကုန်ပြီလို့ကျမ်းစာပြောလိုပဲဖြစ်ပါတယ်ကြော်ဒီသွန်နေချက်ကိုနာခံပြီးတော့အတ္တတမှာသွာလာခြင်းလဲအောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်ကျွန်တော်ရဲ့နှုတ်ကတော့နေဝေခါချအဖြစ်ရောက်တယ်မှာဘုရားခင်သည်အတ္တတဖန်ပြလဲကောင်းချီးပေးပါစေတော့ဆုတောင်းနှဲ့ကြပါစို့မြတ်တော်ရှင်ဖဖျားအထက်ကအတိတ်ကလာတော့ရံပဲဖြစ်နေပြီလက်နဲ့ဟေရုကအရှင်ရှုအတွက်ကြောင့်အဲ့ဒီမှာပြလင်း အဆွေခံပွန်းတွေဖြစ်ကြကြပါတယ်အချင်းချင်းအဆွေဖွဲ့ကြတယ်မိတ်ဆွေတွေဖြစ်သွားတယ်လို့ကျန်းစာမှတ်တမ်းတင်ပါတယ်ထိုလူတော်မင်းအရှင်ရှုပြားကားတဲ့မှာရဲ့တဲ့ကြောင့်အတိတ်ကာလရံဖြစ်နေတဲ့လူမျိုးစုနှစုဂျူးလူမျိုးနဲ့တဘာမျိုးသားတွေကလည်းတစုတည်းစဲဖြစ်ပြီးတော့ခရစ်တော်ရဲ့ခန္ဓာကိုယ်တွေကအတင်းတော်မှာပေါင်ခွင့်ရပါတယ်ရံကိုလည်းငင်းစီပြီးလို့ပြောပါတယ်ကြောက်ဒီနေ့သားတို့ယုံကြည်သက်တာမှာရံသူတွေမရှိတော့ပါဘူးအသွေးသားနဲ့ရှိတဲ့သူတွေကသားတွေရံသူတွေမဟုတ်ပါဘူး အသေးသားမရှိတဲ့အကရသအကောင်းကြီးမှာစိုးရတဲ့နတ်ဆိုးတွေဝင်ရှင်ဆိုးတည်တာလဲယူဂျူတယောက်ချင်းစဲရန်သူတွေပဲဖြစ်ပါတယ်။ကြောက်ဒီနေ့မိမိရဲ့ရန်သူစိတ်ကိုသိပြီးတော့ခရိယန်အတ္တတာထဲမှာအဘယ်မြည်သောသွေးသားမှရှိအဘယ်မြည်သောသူအသွေးသားရှိသူတွေရန်သူပုံစံသိပြီးမိတ်ဆွေဖွဲ့ပြီးအဆွေနေနဲ့သွာလာခြင်းတွေဆိုအကြောင်းဖြစ်စေဖို့နောက်ကတရားစာပြန်ကောင်းချီးပေးပြီးတော့လမ်းပြပဲ့ပြန်ပို့ဆောင်ပါမိကြောင်းထမြောက်ပြီးအသက်ရှင်တော်မူသော ပါရမီတခင်အရှင်ရှုဖရားနာဘုရားပြေကိုမြည်ပြူပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရပါဖရားတခင်အာမင်ခရင်တရမယံသူမရှိတော့ဟာလေလုယာမိတ်ဆွေတွေပဲရှိတော်ရင်ဒီတရားစကားကို public မှာ share လုပ်ပြီးတော့ဝေမျှပြပါအောင်လို့အမြဲတမ်းတောင်းဆိုတဲ့အတိုင်းတောင်းဆိုလိုပါတယ်လို့ဆိုသွားမယ်သူရောက်တဲ့ပုံမှာဖရားသခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့အာမင်